သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်များဒီကနေ့အော်တိုဘားလ3ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ဟွန်းလွင်ဂုတ်ထိတ်နောင်ပိန်လန်းကြောင်မီးသွေးသုံးယထာပြည့်စွဲမယ်လို့စစ်ကောင်စီပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပြည်ဟွန်းလွင်ဂုတ်ထိတ်နောင်ပိန်ယထာလမ်းပိုင်းမှာကြောင်မီးသွေးသုံးမီးယထာပြည့်စွဲရန်ဆောင်ရွက်မယ်လို့ အနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လိုင်ကပြောဆိုပါတယ်။မင်းအောင်လိုင်ဟာအော်တိုဘာလ၂ရက်နေ့ကပြင်ဦးလွင်ဘူတာကြီးကိုတွားရောက်ခဲ့ပြီးယထာလန်တာဝန်ရှိသူများကိုရင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ခီးတော်များကိုဆွေးဆောင်နိုင်ဖို့ကြောင်မီးသွေးအသုံးပြု၍ပြင်ဦးလွင်ဂုတ်ထိတ်နောက်ပိုင်းယထာလန်ပြည်ဆွေးနိုင်ရေးဆောင်ရွက်ရမယ်လို့မင်းအောင်လိုင်ကပြောဆိုခဲ့ပါတယ်။တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ဂုတ်ထိတ်တံတားပြုပြင်တဲ့လုပ်ငန်းများနဲ့တံတားလုံခြုံရေးအတွက်လိုအပ်သည့်များကိုလည်းစနစ်တကျစောင့်ရွက်သွားရန်လိုအပ်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်။ ယထာလံပိုင်းအလိုက်ပြန်လည်ပြုပြင်ဆောင်ရွက်ရမှာလဲမိယထာများလုံကြုံချုံးမွေစွာပြည့်စွဲ့နိုင်ရန်စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းမင်းအောင်လိုင်ကထပ်မံပြောဆိုပါတယ်ဂုတ်ထိတ်တတာနောင်ချုံမြို့နယ်တဲကဖြစ်ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းနောင်ချုံမြို့ကိုတအောင်တက် TNL ကသိမ်းပိုက်ခဲ့ပေမဲ့လဲစစ်ကောင်စီမှပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့လမှပြန်လည်ပေးအပ်လိုက်ရခြင်းဖြစ်ပါတယ်စစ်ကောင်စီကနောင်ချုံမြို့ကိုပြန်လည်သိမ်းပိုက်ပြီးနောက်ပြင်းဦးလင်ဂုတ်ထိတ်နောင်ပိန်ယထာပြည့်စွဲ့ရန်ပြင်ဆင်လာခြင်းဖြစ်ပါတယ် ယထာလမ်းမိုက်တလျှောက်တံတားများရဲ့ကြံ့ခံရေးကိုလည်းပြန်လည်စစ်ဆေးပြီးလိုအပ်တဲ့ပြည်ပြင်ထိန်းသိမ်းမှုများကိုဆောင်ရွက်သွားရန်နှင့်ယထာလမ်းပိုင်းပြန်လည်ပွင့်လှစ်ချိန်မှာအဆင်ပြေချုံးမွေ့စွာပြည်ဆွဲဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းများဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ယခုကြာရောက်မဲ့သတင်းကျုပ်ကာလအများပြည်သူယုံပိတ်ရက်များမှာရန်ကုန်နေပြည်တော်မန္တလေးလူစည်းယထာများထပ်မံတိုးချဲ့ပြည်ဆွဲသွားရန်လိုအပ်ကြောင်းလည်းမင်းအွန်လိုင်းကပြောဆိုထားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်မှာအကြမ်းဖက်စစ်တပ်ကြောင့် 6လအတွင်းအရက်သား184ယောက်သေဆုံးပြီး281ယောက်ဒဏ်ရာရခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မှာအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်6လအတွင်းအရက်သား184ယောက်သေဆုံးပြီး281ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့နေရစ်ရာသတင်းဌာနကကောက်ခံထားတဲ့သတင်းအရသိရှိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့ကနေစက်တင်ဘာလ30ရက်နေ့ထိရခိုင်ပြည်အတွင်းကမြို့နယ်၁၁ခုဖြစ်တဲ့မြောက်ဦးရံပြေကျောက်တော်ကျောက်ဖြူရသေးတောင်ပုံနှကျွန်း တန်တွဲကွာမြေပုံနဲ့တောင်ကုန်းမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီး drone နဲ့တနက်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်မှုကြောင့်အခုလိုအရက်သားပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတာပါဒီဆုံးထိခိုက်ဒဏ်ရာရသူတွေထဲမှာကလေးငယ်တွေလူငယ်တွေအမျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေလည်းပါဝင်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကဆိုရင်လေကြောက်တော်မြို့နယ်တရက်တပင်ကြေးရွာမှာရှိတဲ့ကိုပိုင်ပေါ်တာအထက်တန်းကျောင်းနှောင်းကျောင်းကိုအကြမ်းဖက်စစ်တပ်ကညအချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ိတ်ပျော်နေတဲ့ကျောင်းသားကျောင်းသူအယောက်20တိဆုံးပြီး22ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူစက်တင်ဘာလ29ရက်ညကလည်းတန်တွဲမြို့ပေါ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ပုံကျဲတက်ခတ်ခဲ့တဲ့အတွက်အယက်သားအမျိုးသားတယောက်တိဆုံးပြီးကိုဝန်တဲ့အမျိုးသမီးတယောက်အပါအဝင်9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုတန့်စော်ထက်ကအကြမ်းဖက်စစ်တပ်အနေနဲ့မြေပြင်မှာတော်လှန်ရေးတပ်တွေကိုမရှင်းနိုင်တော့တဲ့အတွက်အယက်သားပြည်သူတွေကိုအတိအကပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ နီရစ်ရာကိုတုံးသက်ပြောဆိုပါတယ်အကြံဖတ်စစ်တပ်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်ရဲသားတွေကိုထိခိုက်နာကျင်ပျက်စီးအောင်ပြုလုပ်ခြင်းအပြင်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေရဲ့စိတ်တက်ရိုင်းနဲ့တော့အောင်ကျွန်တော်တို့ရဲ့ကိုကျင်းစာတရားကိုကျင်းစာစိတ်ကိုသူတို့အနေနဲ့သွေးတူးဆန်းတဲ့အနေနဲ့ပေါ့နော်အရဲသားတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေရဲ့ဆက်လက်ပြီးတော့ထိုးစစ်ဆင်လာမဲ့အရေးကိုသူတို့တားဆီးဖို့အတွက်ပေါ့နော်စိတ်သက်စစ်စင်ရေးအနေနဲ့ အယတပြစ်မှတ်ကိုဥတည်တိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ယူဆရပါတယ်လို့နီရစ်စရာကိုပြောကြပါတယ်။ရခိုင်မှာကိုလာအတွင်းအကြမ်းဖက်စစ်တပ်ကြောင့်ထိခိုက်ဒေဆုံးသွားခဲ့တဲ့အယတတွေထဲမှာလေကျောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံးမှုအများဆုံးဖြစ်ပြီးလေကျောင်းတိုက်ခိုက်ခံရမှုကြောင့်အယတဒေဆုံးသူအယောက်190နဲ့အယတထိခိုက်ဒဏ်ရာရရှိသူ256ယောက်ထိရှိခဲ့ပါတယ်။ဇန်နဝါရီလဟာထိခိုက်ဒေဆုံးမှုအများဆုံးလာဖြစ်ပြီးအယတဒေဆုံးသူ85ယောက်နဲ့ ဒဏ်ရာရရှိသူအရက်သား83ယောက်ထိရှိခဲ့ပါတယ်။မြောက်ဦးမြို့နယ်ဟာတည်ဆုံးမှုအများဆုံးမြို့နယ်ဖြစ်ပြီးအရက်သားတည်ဆုံးသူ44ယောက်ထိရှိခဲ့ပါတယ်။အလားတူဒဏ်ရာရရှိမှုအများဆုံးမြို့နယ်ဟာကြောက်တော်မြို့နယ်ဖြစ်ပြီးအရက်သား94ယောက်ထိထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့တပွဲချင်းတစုချင်းတတိတာချင်းတော်လန်တက်ခတ်ရမယ့်အချိန်မဟုတ်တော့ဘဲအလုံးစုစည်းညီညွတ်မှုနဲ့တော်လန်ရင်နောက်တစ်ဆင့်တက်ရန်တိုင်းရင်းသားခေါင်းဆောင်များယုံကြည်လက်ခံထား မကြမီတိုးတက်ပြောင်းလဲစုစည်းညီညွတ်ပေါင်းစပ်မှုများပေါ်ပေါက်လာမယ်လို့ဒေါက်တာဇော်ဝေစုပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တပွဲချင်းတစုချင်းတတိတာချင်းတော်လန်တက်ခရရမယ့်အချိန်မဟုတ်တော့ဘဲအားလုံးစုစည်းညီညွတ်စွာနဲ့စုပေါင်းတက်ညီလက်ညီတော်လန်ရေးကိုတိုင်းရင်းသားတက်ခေါင်းဆောင်များယုံကြည်လက်ခံထားကြကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစုက ပြောဆိုလိုက်ပါတယ်။ NUG ရဲ့ပြန်ကြားရေးသတင်းမီဒီယာဖြစ်တဲ့ PVTV သတင်းဌာနနဲ့တီးတဲ့တွေ့ဆုံမေးမြန်းခဲ့မှာ ဒေါက်တာဇဝေစိုးကအထက်ပါတိုင်ပြောဆိုလာခြင်းဖြစ်ပါတယ်။လက်ရှိနေဦးတော်လိုင်းဟာ2021ခုနှစ်ကာလအခြေအနေနဲ့မတူညီဘဲတိုးတက်ပြောင်းလဲမှုများစွာရှိနေကြောင်းတော်လိုင်းရေးမှလွတ်မြောက်ဒေသတွေကိုအခြေခံပြီးတော်လိုင်းရေးနောက်တဆင့်တက်ရန်ပြင်ဆင်လျက်ရှိပါကြောင်းတော်လိုင်းရေးကိုပြုပြင်ပြောင်းလဲပြီးအဆင့်မြင့်တင်ရမှာတိုင်းရင်းသားတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စူးစီးညီညွတ်မှုကအရေးကြီးကြောင်း၎င်းကဆိုပါတယ်။အခုချိန်ဟာ2025-2026ဟာတစုချင်းတဒေသချင်းတပွဲချင်းစဉ်ဆောင်ရမယ့် တတိတာချင်းတိုက်ရမယ့်တော်လန်ရေးအချိန်မဟုတ်တော့ဘူးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ့်အချိန်တော်လန်ရမယ့်အချိန်တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့လဲကျွန်တော်တို့အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောပြပါတယ်အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်အဲ့ဒီတော့မကြမီအချိန်တွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စူးစီးညီညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လို့ဒေါက်တာဇော်ဝေစုကပြောဆိုပါတယ်တိုင်းရင်းသားများအားလုံးပါဝင်တဲ့ဖွဲ့စည်းမှုနဲ့စူးစီးတည်ဆောက်မှုမျိုးရှေ့ဆက်သွားနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်မှုများရှိနေပြီးသဘောတူညီမှုများလည်းရှိနေကြောင်းအားလုံးကြိုးစားနေကြကြောင်းတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များဗိုလ်ချုပ်များနဲ့တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာတိုက်ခိုက်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။တော်လှန်ရေးရဲ့တချို့က reform လို့ပြောတယ်။တချို့ကလည်း upgrade လို့ပြောတယ်။အားကောင်းအောင်လို့ကျွန်တော်တို့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့စုစည်းညီညွတ်ခြင်းဟာပါဝင်ခြင်းဟာအရေးကြီးတယ်ဆိုတာအားလုံးလည်းယုံကြည်ကြပါတယ်။အားလုံးလည်းဒါကိုကြိုးစားနေကြတယ်ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာကျွန်တော်တို့အားလုံးဆွေးနွေးပြကြတယ်တိုင်ပင်ပြကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်ကျွန်တော်ဗိုလ်ချုပ်တွေခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်ဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်လှန်ရေးအနာဂတ်ဟာခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ပါဝင်မှသာလျှင်ကျွန်တော်တို့တော်လှန်ရေးကိုအမြန်ဆုံးနဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်ပြောပြသလိုပဲအဖွဲ့အစည်းတိုင်းခေါင်းဆောင်တိုင်းကယုံကြည်တယ်ဆိုတာကိုတော့ကျွန်တော်တာ informal meeting တွေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်လို့ဒေါက်တာဇော်ဝေစိုးကပြောဆိုပါတယ် NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာပြည်ပမှာရောက်ရှိနေရမှာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ပြီးအစိုးရအဖွဲ့တာဝန်များနဲ့တော်လှန်ရေးတာဝန်တွေကိုအချိန်ပြည့်တာဝန်ယူထမ်းဆောင်လျက်ရှိကြောင်း၎င်းကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ မန္တလေးမှာဆန္ဒပြပွဲဖမ်းဖို့လာတဲ့စစ်အုပ်စုမြို့နယ်မှပြီးရောက်သွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသူတွေကိုဖမ်းဆီးဖို့စစ်အုပ်စုကကြိုးပမ်းခဲ့ပေမဲ့မြို့နယ်မှပြီးရောက်သွားခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်မှာမန္တလေးမြို့မှာရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတဲ့လှုံ့ဆော်စာတွေကျေးတာနဲ့ဆန္ဒထုတ်ဖော်တာကိုမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာမန္တလေးတပိတ်ကော်မတီကပြုလုပ်ခဲ့တာပါ။အဲ့ဒီဆန္ဒပြပွဲကို အဲ့ဒီနေ့မှာပဲစေအုပ်စုကတရင်ရပြီးဖမ်းဆီးဖို့ပြုလုပ်ခဲ့ပေမဲ့ချမ်းအေးတာဆန်မြို့နယ်လို့တရင်ရပြီးလမ်း60လမ်း30တောင်းကိုစစ်ကားတွေအစုလိုက်အပြုံလိုက်ရောက်လာတယ်လို့မြို့ခံတွေကပြောပါတယ်။ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်စိုက်ကင်းနဲ့ဆိုပြီးလာရှာတာတယောက်မှမမိဘူးလို့မြို့ခံတအူးကဆိုပါတယ်။စေအုပ်စုရဲ့ရွေးကောက်ပွဲဆန့်ကျင်ဖို့အတွက်မန္တလေးမြို့မှာဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်းမန္တလေးတပိတ်ကော်မတီကဒီကနေ့မှထုတ်ပြန်ခဲ့ပါတယ်။ မက်ဒလီမြို့မှာရွေးကောက်ပွဲမဲဆန္ဒရှင်စည်ရင်ထုတ်ပြန်ပြီးလုံခြုံရေးတင်းကျပ်ထားချိန်မှာယခုလိုဆန္ဒပြခံလိုက်ရတာပါယခုရက်ပိုင်းအတွင်းမှာလည်းစစ်အုပ်စုကမြို့တွင်းလုံခြုံရေးကင်းပတ်တာတွေအများပြားပြုလုပ်နေပြီးပြည်သူတွေကိုညာပိုင်းထိလက်ကင်ဖုန်းစစ်ဆေးတာနဲ့လိုင်စင်စစ်ဆေးဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်နေပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းကျံမှာတေရာရင့်မုံဥဆောင်တဲ့ပြူပူပေါင်းအဖွဲ့တွေနဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီးနောက် အတိနာတဲ့စစ်အုပ်စုကညောင်ပင်ရွာကိုမိရှုဖျက်ဆီးနေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျံမြို့နယ်အရှိချမ်းကိုပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတီတာရွံ့မှုဦးဆောင်တဲ့ပြူစောတီအဖွဲ့တွေနဲ့တွန်လိုင်းရေးပူပေါင်းတပ်တွေအကြား၃ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အတိနာတဲ့စစ်အုပ်စုတွေနဲ့ပြူတွေကညောင်ပင်ရွာကိုဒီကနေ့ထိစီးနှင်းလူရဲမိရှုနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။မြင်းကျံနထိုးကြီးလမ်းပိုင်းပေါ်မှာရှိတဲ့ညောင်ပင်ရွာကို စက်တင်ဘာလ25ရက်နေ့မှာအင်အား200ကျော်ပါတဲ့စစ်အုပ်စုနဲ့တီရာယူမှုဦးဆောင်တဲ့ပြည်ရေးစစ်ကြောင်းထိုးလာခဲ့ရမှာတော်လိုင်းရေးပူပေါင်းတပ်တွေနဲ့စက်တင်ဘာလ29ရက်နေ့ထိတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်အုပ်စုနဲ့ပြည်ရေးအထိနာပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ဒေသခံတွေထံကနေသိရှိရပါတယ်။တိုက်ပွဲမှာအထိနာပြီးစစ်ကြောင်းပြန်ဆုတ်သွားတဲ့တီရာယူမှုဦးဆောင်တဲ့ပြူစောတီတွေဟာစက်တင်ဘာလ29ရက်နေ့မှာစစ်ကြောင်းနှစ်ခုခွဲပြီးညောင်ပင်ရွာကိုထပ်မံစီးနင်းဝင်ရောက်ကဒီကနေ့အော်တိုဘာလ3ရက်နေ့ထိ နေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ဒေသခံတရင်ရင့်မြစ်တူကဆိုပါတယ်တိုက်ပွဲဖြစ်ပြီးတော့နောက်တရက်မှာပဲစစ်ကြောင်းနှစ်ခုခွဲပြီးတော့ညောင်ပင်ရွာကိုတီရာရွတ်မတို့အဖွဲ့တွေပြန်ဝင်ပြီးမိရှို့နေတာဒီကနေ့လဲမိရှို့တာ၅ချိန်လောက်ရှိသွားပြီးတီရာရွတ်မတို့အဖွဲ့ကရွာတွေကိုဝင်ပြီးတော့ပစ္စည်းတွေလူလိုက်အိမ်တွေမိရှို့ပြီးပြန်ထွက်သွားလိုက်နဲ့လုံနေကြတာရွာတွေကအိမ်တကာရေပါမကြံဖြုတ်ယူပြီးသူတို့မယူနိုင်ပဲကျန်တာတွေကိုမိရှို့နေတာဒေသခံတွေကတော့အကုန်ရှောင်နေရတယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်းစစ်အုပ်စုနဲ့တီရာရွမုံအဖွဲ့ကညောင်ပင်ရွာကိုစစ်ကြောမထုတ်ခင်ဒရုန်းနဲ့ပုံသီးချခဲ့တာကြောင့်ဘုံကြီးကျောင်းမှာစစ်ဘေးတင်းရှောင်နေတဲ့တာမီနှူးဘုံစားထိမှန်သိဆုံးခဲ့ရပါတယ်။လက်ရှိမှာညောင်ပင်ရွာကိုစီးနှင်းလူရဲမီးရှို့နေတဲ့စစ်အုပ်စုနဲ့တော်လန်ကြီးတပ်ဖွဲ့တွေအကြတိုက်ပွဲတွေထပ်မံဖြစ်ပွားတာမရှိသေးပေမယ့်နှစ်ဖက်စည်ရေးအခြေအနေကိုစောင့်ကြည့်နေတဲ့အနေအထားဖြစ်နေတယ်လို့လဲဒေသခံတွေကဆိုပါတယ်။မြင်းချံမြို့နယ်နထိုးကြီးနယ်အဆက်ကားလမ်းပေါ်မှာရှိတဲ့ညောင်ပင်ရွာဟာ အင်ဂျင်900ဝန်းကျင်နဲ့လူဦးရေ4000ကျော်ရှိပြီးလက်ရှိမှာစေအုပ်စုနဲ့တီတာရင်မုံဥဆောင်တဲ့ပြူတွေကနေအိမ်တွေကိုဖောက်ထွင်းလူရဲအကြိမ်ကြိမ်မိရှုဖြစ်စည်းခံရတာဖြစ်ပါတယ်။ဒါအပြင်ညောင်ပင်ရောအပါအဝင်အနီးနားဝန်းကျင်ရွာတွေဖြစ်တဲ့စံပြတဲတော်ခင်မကန်မြောက်ကုန်းတဲပျော်ပွဲပလုံရွာကြီးစတဲ့ရွာပေါင်း၁၀ရွာကျော်ကထောင်းနေကြီးတဲ့ပြည်သူတွေစစ်ဘေးတင်းရှောင်နေကြရပြီးစာနယ်ရိတ်ကအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။ ပြီးခဲ့တဲ့ August လကလည်းမြင်းကြံမြို့နယ်အရှိချမ်းနဲ့နထိုးကြီးနယ်အနောက်ချမ်းကကြေးရော်တွေကိုစစ်အုပ်စုနဲ့တီတော်ရွမှုဥဆောင်တဲ့ပြူရီအင်းအားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးပြီးရွာစဉ်ပတ်မွေ လူသက်လူရဲမိရှုခဲ့တာကြောင့်ရွာပေါင်း၁၀ရွာကျော်မှစုစုပေါင်းအင်းကြီး1500ကျော်မိလောင်ပြက်စီပြီးဒေသခံ25ဦးထက်မင်းဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ နှလုံးရည်ပြေဝခြင်းဆိုသည်ကဆိုတဲ့ဆရာဆိုးရဲ့စောင်းပါကိုတင်ဆက်ပေးပါမယ်။တက်မတော်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစပြီးပြည်သူကိုအပြည့်အပိုင်ကြောခိုင်းသွားကြလေပြီလို့ပြောစမှတ်တွင်နေပေမဲ့လည်းတကယ်တမ်းမှာတော့1990ကတည်းကတက်မတော်ရဲ့ဂုံတိတ်ကရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးမယ်လို့ဆိုကကမ္ဘာတိတိုင်းတိပြည်တိကြီးညာကဦးစီးပြုလုပ်ပေးခဲ့တဲ့ရွေးကောက်ပွဲကြီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့အခါမှာတော့စစ်ဘိုလ်ချုပ်မြောက်ရဲ့ဂရိတစ္ဆာဆိုဒီကကုန်းကောက်ရွေးပင်မရတော့အောင်ပျောက်ဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။အီဒီကလည်းအလုံးအသိပင်ဖြစ်တဲ့အတွက်အကျေချဲ့၍မပြောလို့တော့အကယ်၍သာတက်မတော်ဟာအနိုင်ရပါတီလက်ထဲတိုင်းပြည်အာဏာကိုထိုးစင်ကလေးကလွှဲပြောင်းပေးကဗိုလ်ချုပ်ကြီးစောမောင်ပြောသလိုစစ်တမ်းရကိုပြန်သွားမယ်ဆိုရင်မြန်မာပြည်ဟာယခုလောက်ဆိုအာရှရဲ့ကြားတကောင်အဆင့်အတန်းရောက်ရှိနေလောက်ပါပြီ။အနည်းဆုံးလက်ရှိ VNN အနေထားကို ကောင်းစွာတာလွန်နေပြီဖြစ်ပါတယ်စစ်ကောင်းဆောင်အဆက်ဆက်အမျိုးသမီးတယောက်အပေါ်မနာလိုစိတ်ကြီးစွာနဲ့နှင်မောအောင်လုခဲ့ကြတဲ့အမားကိုနှစ်ပေါင်း30ကြာလဲဆက်လက်ကျူးလွန်ခဲ့ကြပြန်ပါတယ်လက်ရှိစစ်ကောင်းဆောင်ဘိုင်းရဲ့အရေးသွေးညံ့ဖြစ်နေမှုနိုင်ငံရဲ့အုပ်ချုပ်ရေးရန်ရာအသီးသီးမှာစစ်ပိုစစ်သားများကဝင်ရောက်ကိုလိုနီပြု အုပ်ချုပ်နေမှုများဟာ၎င်းတို့အတွက်ပျက်စီးရာပျက်စီးချောင်းလမ်းကိုရှောက်လန်းနေကြခြင်းသာဖြစ်ပါတယ်ရွေးကောက်ပွဲလုဖြစ်ခဲ့သည့်ဆိုကရန်သူနှင့်စစ်ဆက်လို့သောရွှေပြည်အေးဝါရီများ ရန်သူပေးမဲ့မတတရေစာအခွင့်အရေးများနဲ့တင်းတင်းကြမဲ့အချောင်းသမားဝါရီများငါတိငါတက်နေရယူလိုသူများအရှူရှူထွက်ပေါ်လာကြမှလဲဓမ္မရာပင် ဖြစ်ပါတယ်။ယခုခါမှာတော့ပြည်သူတွေကမီးမလားချင်းတွေကြိုက်အမောင်တဲမှာငုတ်တုတ်ထိုင်ကမီးလာရင်ရေတင်တမင်းချက်ရန်စောင့်ဆိုင်နေကြရတဲ့ဘဝကိုဖျက်သန်းနေကြရပြီဖြစ်ပါတယ်။မိမိတို့တိုင်းပြည်ဟာစစ်အာဏာရှင်များလက်အောက်မှာစကောတဲ့ထဲလိမ့်ခံကြရတဲ့ဇီးဒီလုံးများပမာစေစုနှစ်ပေါင်းများစွာပြောင်းဆန်အောင်ခံခဲ့ကြရသည်မှာ ရင်နာဖို့ကောင်းလွန်တဲ့အပြင်လွန်စွာမှနှမျောကြေကွဲပွဲ ကောင်းလာပါတယ်ဒီတစ်ချိန်မှာတော့ enough is enough ဆိုကလူတို့ဟာဆက်လက်တင်းကြီးမခံနိုင်ကြတော့ပဲတူမီနဲ့ပင် ခုခံတက်ခိုက်လာကြပြီဖြစ်ပါတယ်စနေဟောင်းကိုဖြိုဖျက်နိုင်ခြင်းမရှိသေး၍မိမိတို့ဟာပကုံးနှစ်ဖက်ကြားခေါင်းပေါက်နေသူချင်းတူပါလျက်စားရမဲ့တောက်ရမဲ့ဘဝနဲ့ရုန်းကန်နေကြကြတော့မှဖြစ်တာကိုသဘောပေါက်နားလေကြတဲ့အတွက်စနစ်တစ်ကိုတိဆောက်မဲ့တိုက်ပွဲဟာအလွန်တရာပြင်းထန်ပေးလိမ့်မည်သာဖြစ်ပါတယ်အာနာရှင်တွေကလည်း ရရဆက်ဆက်နှီးမျိုးစုံတုံး၍ဖိနှိပ်ချေမှုန်းချမိတာဖြစ်ပါれအဲ့ဒီလိုပြင်းထန်လာတဲ့တိုက်ပွဲမှာလက်ယုံရီတာမကနှလုံးရီနဲ့ပြေဝဖို့လဲအထုလိုအပ်လာပါれဣဒီကအာလုံးတိကြတဲ့အမှန်တရားများတာဖြစ်ပါれထို့သောသောအကြောင်းအရာတွေကိုတစုံတဦးနဲ့အခြေတင်ပြောမိဆိုကအရင်ဦးဆုံးကိုကိုကိုပြန်မေးရမိကတဖက်လူဟာ၎င်းနဲ့ကွဲပြားသောအမြင်နဲ့တင်ပြလာမဲ့အယူဆတွေကိုနားလည်လက်ခံနိုင်စွမ်းရှိအောင်စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိမနေဆိုသည်ပင်ဖြစ်တယ်လို့ ဗြိတိရှအမျိုးသမီးတရုတ်ဆောင်ဟယ်လင်းမီရင်းကပြောဆိုခဲ့မှုပါတယ်။အဲ့ဒီလိုရင့်ကျက်သူမဟုတ်ပါကမြည်တို့မြဆက်ပြော၍အတိပယ်ရှိမည်မဟုတ်ပါဘူး။အခြေတင်ပြောရဖို့ရှိလာတိုင်းမိမိရဲ့ energy တုံး၍အကျိုးထူးလာနိုင်မည်လားဆိုသည်ကိုအရင်သုံးသပ်ရမှာဖြစ်ပါတယ်။တခါတည်းမှာမိမိကမြည်မြပဲအကျိုးသင့်အကြောင်းသင့်ရှင်းပြနေစီကမူတစ်ဖက်လူဟာမိမိပြောသည်ကိုနားထောင်နေခြင်းမဟုတ်မိမိစကားအစုံမှာပြန်လေချီပရန်ဆောင်ဆိုင်နေခြင်းမျိုးသာဖြစ်ပါတယ်။ ထို့သို့သောလူမျိုးများက၎င်းတို့အယူဆကြမှာနင်မွနေကြသူများသာဖြစ်ပါれအခြားလူတဦးရဲ့အမြင်ကိုနားထောင်လို့စိတ်မရှိကြထို့သို့သောလူမျိုးများနဲ့ပြောဆိုဆက်ဆံခြင်းဖြင့်မိမိရဲ့ energy ကုန်ခန်းဖို့သာရှိပါれမိမိရဲ့အတွေးအမြင်ကျွယ်ဝဖို့တံပိုးထားသူတဦးနဲ့စကားဆမီပြောဆိုရခြင်းဟာကိုယ့်ဘက်ကသူပြောသည်ကိုသဘောတူစရာမရှိလင်းပင်လွန်စွာစိတ်မချမ်းမြေ့ပွေစရာဖြစ်ပါれသို့သော၎င်းတို့ယုံကြည်လက်ခံထားမှုမှကြော်လွန်၍မိသို့သောအကျိုးသင့်အကြောင်းသင့်ပြောသည်ကို နားလည်ဖို့မကြိုးစားသူများအားပြောဆိုခြင်းဟာနေရန်ကိုပြောဆိုနေခြင်းမျိုးနဲ့အလားတန်တူပါလိမ့်မယ်။မိများပင်ယုတ်တိကြကြနဲ့အမှန်တရားများကိုအချက်လက်များနဲ့တင်ပြနေစီကမူ၎င်းတို့ကအထာနာကောက်လမ်းလွှဲညှင်းခုံကြားလိမ့်မိတာဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်လာကြသည်မှလည်းကိုယ့်ဘက်ကမှနေရေးမဟုတ်အခြားတစ်ဘက်ကိုမြင်အောင် ကြည့်လို့စိတ်မရှိကြတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။ရင်ချက်မှုဆိုသည်ကညှင်းခုံမှုမှာအနိုင်ရအောင်ပြောနိုင်ခြင်းမဟုတ်ဘယ်အချိန်မှညှင်းခုံနေ၍မတန်တော်ဘူးလို့သိရှိခြင်းမျိုးသာဖြစ်ပါတယ်။ ကိုကိုကိုစိတ်နှလုံးအေးချမ်းစွာထားနိုင်ရေးဟာမိမိပြောလိုက်၍စိတ်ပြောင်းသွားမှာမဟုတ်တဲ့လူမျိုးကိုတတ်သိပြပြောဆိုနေရခြင်းထက်ပို၍တန်ဖိုးရှိသည့်ဇိုဒီကိုသဘောပေါက်ထားရမှာသာဖြစ်ပါတယ်။တိုက်ပွဲတိုင်းတိုက်เสียမလို့တလို့လူတိုင်းကိုလည်းရှင်းလင်းပြောပြဖို့မထိုက်တန်ပါဘူး။တခါတရံမှရှောင်ထွက်သွားနိုင်ရမယ်။ဤဒီကလည်းပြောเสียမရှိရမဟုတ်အချို့လူတွေဟာနားထောင်ဖို့အဆင်သင့်မဖြစ်သေးသည်ကိုသိသွားခြင်းကြောင့်ဖြစ်ပါတယ်။ထို့သောလူမျိုးများကိုရှင်းပြရမည်ဆိုသောတာဝန်ကိုမှမရှိတော့ဘူးလို့ယူဆပါတယ်။ ြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုစောတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါတဲ့တော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာ